မင်္ဂလာပါရှင်ဧပြီလ2ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်ရဲ့ထူးခြားပြည်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်တေဆုံသူ2056ဦးထင်ရရရှိသူဦးရေ3900ကျော်နဲ့ပျောက်ဆုံးသူ290ခန့်ရှိတယ်လို့ဆိုတဲ့သတင်း။မက်ရှလာ၂၈ရက်ကအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်မက်ရှလာ၃၁ရက်မွန်းတေ၁၂နာရီအထိရရှိထားစည်ရင်းများအရာ ေဆုံးသူ2056ဦးဒဏ်ရာရသူဦးရေ3900ကျော်နဲ့ပျောက်ဆုံးသူ290ခန့်ရှိကြောင်းနာဇကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းရဲ့ပြောကြားချက်အရသိရပါတယ်။ကုညီကယ်ဆေးလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက်နေကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါတယ်။အားပြင်းမြင်ကလေးနှုတ်ခတ်မှုကြောင့်နေပြည်တော်ကောင်စီနေမြေ၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ပဲခူးတိုင်းဒေသကြီးတို့တွင်အဆအုပ်ထိခိုက်ပျက်စီးလူထိခိုက်ဒေဆုံးမှုအများဆုံးကြုံတွေ့ခဲ့ရပါသည်။ အဆိုပါဒေတာ6ခုကိုအရေးပေါ်အခြေအနေဖြင့်ကြေညာထားကတည်ဆုံးသူများနဲ့ပြည်မိသူများလည်းရှိကြရာသက်ဆိုင်ရာတာဝန်ရှိအဖွဲ့များလူမှုကူညီကယ်ဆယ်ရေးအသင်းများနဲ့နိုင်ငံတကာအဖွဲ့အစည်းတည်တည်တို့ဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့တင်ကတော့မန္တလေးတိုင်းဒေသကြီးအတွင်းရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့များက403ဦးအသက်ရှင်လျက်ကယ်ထုံနိုင်ခဲ့ပြီးတည်ဆုံးသူ259ရေရှုပ်လောင်းများကိုထုတ်ယူနိုင်ခဲ့တယ်လို့ဆိုရတဲ့တင်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှောက်ဖွေကယ်ဆေးအဖွဲ့များက403ဦးအသက်ရှင်လျက်ကယ်ထိုးနိုင်ခဲ့ပြီးသေဆုံးသူ259ဦးရဲ့ရုပ်အလောင်းများကိုထွက်ယူနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံမိသားတပ်ဖွဲ့ရဲ့မတ်လ31ရက်ည7:45မိနစ်တွင်ထုတ်ပြန်မှုအရသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အဦထိခိုက်ပျက်စီးမှုများတွင်မြန်မာနိုင်ငံမိသားတဖွဲ့မှရှာဖွေခဲ့စေတဖွဲ့ဝင်များတရုတ်နိုင်ငံရုရှားနိုင်ငံအိန္ဒိယနိုင်ငံများမှရှာဖွေခဲ့စေတဖွဲ့ဝင်များပူးပေါင်းပြီးရှာဖွေခဲ့စေလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါရရှင်။ထမတေဆမေတဲ့ရင်ကတော့ငလျင်တန်းကျောင်းစကိုင်းတိုင်းရှိဘုံတော်ကြီးကျောင်းနဲ့တီလာရှင်ကျောင်းပေါင်း2000ကျော်အလုံးစုံပြည့်စည်ဆုံးရှုံးခဲ့တဲ့တဲ့ရင် အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်စကိုင်းတိုင်းရှိဖုံးတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း2000ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်းအပြည့်ပြည့်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာမှသိရပါဗျ။စကိုင်းတောင်ယူမင်းဝင်တောင်ယူဘောကဖုန်ကြီးကျောင်းသီလရှင်ကျောင်းပေါင်း2000ကျော်လုံဝပျက်စီးခဲ့ရတဲ့အတွက်မြတ်ဗုဒ္ဓသာသနာတော်အတွက်ကြီးမားသောပျက်စီးဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။ အခုလိုပြည်စည်းဆုံးရှုံးမှုတွေအတွက်လည်းအရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို IMEC ကူညီကယ်ဆယ်ရေးစင်တာကအင်နိုင်အားတိုက်ဆောင်ရွက်နေပါတယ်ဆိုပြီး IMEC ဆရာတော်ကမိန့်ကြားထားကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အောက်တမာရီဆင်ရွှေရတနာဆိုင်ကငလျင်ဖေးအတွက်လှူဒါန်းမှုပြုလုပ်တဲ့သတင်း။ နေပြီးတော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့တွင်ငလျင်ပေးတဲ့ကြုံတွေ့ကြရမှုများအတွက်အောက်သမားဒီစိန်ရွှေရတနာဆိုင်မှာအလွန်ငွေကျပ်သိန်း930အားလူရန်ကြောင့်တည်ရပါတယ်အခုလိုလူရန်ရာတွင်အောင်သမားဒီစိန်ရွှေရတနာဆိုင်မိသားစုနှင့်ရွှေချစ်သူမိဘပြည်သူများရဲ့အလူအဖြစ်လူရန်ငယ်ချင်းဖြစ်တယ်လို့ဆိုပါရယ်စကိုင်းသူဘောထိုင်ုံကျောင်းတိုင်းမှာတန်ငါရော389ပါအတွက်အလူငွေချက်3180 ောင်ချမ်းသာ62လမ်းကြောင်းတိုက်အတွက်အလူငွေချက်390မစိုးရိမ်တိုက်သေးအတွက်အလူငွေချက်350မြန်မာနိုင်ငံလူမှုကွန်ရက်အဖွဲ့အတွက်အလူငွေချက်300ရေတန်ကန်ထမင်းဘူးလူတစ်ထောင်စာစုစုပေါင်းအလူငွေချက်3530အားလှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ Sky Villa Gondorin ဧပြီလ1ရက်ညနေပိုင်းရှာဖွေလုံနေစဉ်ငလျင်ထက်လုံမှုဖြစ်ပွားတဲ့သတင်း။ ဧပြီ၁ရက်နေ့ညပိုင်းက Sky Villa ကွန်တိုတွင်ရုပ်အလောင်းရှာဖွေမှုများကိုတရုတ်ကေဆေးရီနှင့်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှကေဆေးရီအဖွဲ့များပူးပေါင်းဆောင်ရွက်နေခြင်းချင်းငလင်ထက်မှန်လောက်ခတ်ခဲ့တာကြောင့်ရှာဖွေရေးလုပ်ငန်းစဉ်များရှာရည်နားလိုက်ရတယ်လို့သိရပါဗျ။ညနေ9:30မိနစ်30ဝန်းကျင်အချိန်တွင်အင်အား၄တပ်မှကုအစင်ရှိငလင်လောက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတုံခါမှုအပြင်းနဲ့အတွက်တရုတ်ကေဆေးရီအဖွဲ့များမှရှာဖွေနေမှုကိုရှင်းနာခဲ့ခြင်းဖြစ်ပါသည်။ စကိုင်းဖလာကွန်တိုအနောက်ဘက်ခြမ်းတွင်ကလေးငယ်နှစ်ဦးရဲ့ရုပ်လောင်းများတွေ့ရှိထားတဲ့အတွက်တည်ထုံနိုင်ရန်ကြိုးပမ်းနေကြခြင်းဖြစ်ပြီး9:50မိနစ်အချိန်တွင်ရှာဖွေမှုကိုရည်နာထားစေဖြစ်ကြောင်းသိရှိရပါသည်ရှင်။ကျမတို့ရှင်ကုန်မီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချက်တပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါသည်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးထူးတင်ရှိပါသည်ရှင်။